ဒီနေ့ရခိုင်လိုဝတုလိုခေါ်ပြီးဗမာလိုမြစ်လိုခေါ်တဲ့မြစ်လေးကိုရခိုင်ကျဲချက်မယ်နော်အရင်ဆုံးဒီမြစ်လေးတွေကိုရေ အထက်ထက်စီမယ်ပြီးရင်ရေတန်လေးနဲ့တရေပြုတ်လိုက်မယ်ပြုတ်ပြီးတဲ့အခါနည်းနည်းအေးခံပြီးတော့ပြီးလို့ရပါတယ်ကိုစိတ်ကြိုက်စီပါ

ရပါပြီရေလေးထည့်ပြီးတော့တင်လိုက်ရုံပါပဲတခုရှိရကပြစ်ကအနက်နန့်နေပေါ့နော်လက်တွေမှလည်းအနှံ့ဆွဲတယ်အဲ့တခုတော့တတိထားနော်ကဲခုဆိုလို့ရှိရင်ညရခိုင်ချက်လေးဝတုံးဟင်းလေးရပါပြီရှင်ထမင်းမိန်စီတဲ့ရခိုင်ညချက်လေးပါနော် တွေ့လို့လိုင်းလုံစာကြည့်ချက်ပါအောင်